င်ချင်နေတော့လေအဲ့လို့တဲ့ခါကျတော့ကိုယ့်ကိုစဉ်းစားပါဘောသူတို့အဲ့လောက်တောင်ဖြစ်တယ်ဆိုရင်သူတို့ဒီလိုမျိုးလှုပ်มาပဲဘောဒါမဲ့လဲမင်းမုံမေဟဲ့လို့ငါဒီခိုင်းတိမ်လို့ရှိရင်ငါအစင်းရခံရမလားမသိဘူးငါအရင်ကျန်တာဟုတ်ဟုတ်ဒါအမဘာမှာမိမထုတွေရှိတယ်တချို့တွေကလည်း share ကြတယ်တခုခုတိတယ်ဆိုလို့ရှိရတယ်မစက်ကိုပိတ်ထားတော့အမှန်ကျတော့အပြင်မှာဆိုတော့ဒီချက်မကလုပ်ရမှာဘောကိုကကင်မရာရှေ့မှာဆိုတော့ဒီလောက်ပဲလှုပ်ရတာနေမောပါလာအောင်မှာနောက်ထပ်လည်းလာအောင်မှာ နောက်ဆုံးမရဲ့ idea ကိုတော့ကြည်လိုက်တော့အဲအရင်အဲ့ဒါအဲ့ဒါတော့တကယ်နောက်ဆုံးမရဲ့ရီးကြမလားမသိပါဘူးနောက်ဆုံးမ idea လေးကချစ်လက်ချစ်စရာကိုကိုကိုတော့ချစ်တယ်လေ ဒါလိုက်တာမမဲဘုံကဒါဒါလော့ချပေးတယ်တရားဒီလိုဖရိန်ပေါ့အဲသူတို့ညံကိုကျိုးတုတ်ထားတယ်အမအဲသူတို့စိတ်ဆိုးပြီးတော့ဒါလော့တင်ပေးတယ်အဲလှုပ်တဲ့ခါကျတော့ကိုယ့်ကိုစဉ်းစားပါပေါ့သူတို့အဲ့လောက်တောင်ဖြစ်တယ်ဆိုရင်သူတို့ဒီလိုမျိုးလှုပ်မှာပဲပေါ့ဒါမဲ့လည်းမမဲဘုံမေဟဲ့လို့ငါဒီခိုင်းတင်လို့ရှိရင်ငါအစင်းများခံရမလားမသိဘူးငါအရင်ကျန်တာပေါ့ဟုတ်ဒါအမဘာမှမိမထုတွေရှိတယ်တချို့တွေကလည်း share ကြတယ်နေတော့နေရာလောက်နေကတာရှိအောင်မလား ဲ့ဟာမအဲ့ဟိုဟိုဗာလဲစပိန်ဆဲဆောင်တဲ့အခါမှာကြာဖို့ဒီလိုလုလိုက်တယ်အမှန်ကတော့ကြာဖို့နဲ့ရိုက်တယ်အခန်းအဲ့ကြောင့်လက်ရွတ်ထားတာအဲ့ခန်းအဲဒါမှမဟုတ်သူတို့ကသူကအဲ့လိုမျိုးအသေးမတတ်ဘူးလေအဲအသေးမတတ်ဘူးအဲ့လောက်တောင်ဖြစ်တယ်ဟာဆိုပြီးတော့အမှန်ကတော့အပြင်မှာဆိုတော့ဒီထက်မကလုံရောအခုကကင်မရာရှေ့မှာဆိုတော့ဒီလောက်ပဲလုံရတာနေမောအဲ့ထက်မကလည်းလုံအာတန်ပြန်မှုကနောက်မှအများကြီးပါပါသေးတယ်ပါလာအောင်မှာနောက်ထပ်လည်းလာအောင်မှာ ိုးနှောင်းကိုနှိမ့်ဆက်တဲ့အခါမှာကွယ်ပြောကြတာမျက်စံကြီးကိုလည်းဆဲကြတာပေါ့အမှန်တကယ်တော့အဲ့ဒီမျက်စံကြီးက तू က ူကရက်တာကသူဟာဒီဟိုအရန်ကောင်းတယ်အရန်အေးတယ်ဒါမဲ့သူဒီလိုမျိုးလက်စားသူစိတ်ကလည်းအဲ့ချိန်မှာပုံမမှန်တော့ဘူးပုံမမှန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမုံနှောင်းရှင်မှာဆိုတော့ဟန်ဆောင်နေရစိတ်ရဲ့အရင်ခံသူကဟိုတနာတတ်တယ်ဒါမဲ့အဲ့လိုမျိုးပေါ့တစ်ချက်တစ်ချက်မှာသူကအဲ့လိုမျိုးဟိုစိတ်ကလွတ်လွတ်တာပေါ့ယူနေရလားဆိုတော့ယူတာတော့မဟုတ်ဘူးစိတ်လွတ်ပြီးတော့အဲနင်ကောဖြည့်စမ်းဘာဖြည့်ရမလဲစိတ်လွတ်လွတ်ပြီးဒေါသထွက်ထွက်သွားတာအဲသူရဲ့ကရက်တာအဲ့ဒါလေးကိုပြထားတာပေါ့နော်ဟုတ်တစ်ခုခုသိတယ်ဆိုလို့ရှိရတယ် က်ကိုပိုက်ထားတော့အဲ့ဒါမဟုတ်ဟိုအောက်မှာသူကနှိမ့်ဆက်နေတာမိုးနှောင်းကအပေါ်ကနေချောင်းကြည့်တာပါသေးတယ်ချောင်းကြည့်တဲ့အခါမှာသူ့အမပေါ်သွားပြီလားဆိုပြီးတော့သူကတစ်ချက်တစ်ချက်မိုးနှောင်တင်းလိုက်အဲရှော့လိုက်အဲသူကအဲ့လိုမျိုးဆက်ဆန်တာပေါ့မျက်စက်နီကာရက်တာအဲ့လိုပုံစံမျိုးဖြစ်နေတာကဲဒီလောက်တော့သူတို့ဖြစ်ချင်တာဖြစ်ဆန်းဟဲဆိုပြီးတမင်တကာကိုပေးလိုက်တာအဲတော့မောင်းဘယ်သွားနေလဲဘယ်ရောက်နေပြီလဲကမ်းမောင်းနေဆိုအဲသူတို့အဲ့လိုဟာမျိုးလေးပေါ့အဲမဲ့အဲ့ဒါပြီးရင်သူ့ကိုလုံမယ်ဆိုတာကျင်းတွတ်ထားတာဖြစ်တဲ့အတွက်အရှိမလှုပ်ပေးလိုက်တာပေါ့ อืมရှက်တယ်ဒီမှာဆိုမလောက်တတ်ဘူးကိုကြီးအခန်းစင်းတွေကိုပြင်ကြည့်ပြီးတော့ဘလိုလေးတွေပြင်ပြီးအသေးရနေလေးရှိလဲမှာအဲဇာနီနဲ့အခန်းတွေဆိုလို့ရှိရင်လည်းရည်ရရယ်ဇာနီလည်းရှက်တာပဲအဲဟိုမင်းမောင်က နှစ်ခါတော့အဲ့လိုခဏခဏပြင်းပြင်းရဲ့ပြန်ရဲရတာပေါ့နော်အဲ့လိုပေါ့အမှန်ကရှက်တယ်ဆိုတာမရင်းနှီးလို့တော့မဟုတ်ဘူးအဲ့အိုက်တင်လို့အမှောင်ရှက်တာပေါ့လေဒါပေမဲ့ပြောဖို့ကောင်းပါလေနောက်ထင်းမင်းလက်နဲ့ဆိုရင်ထင်းမင်းလက်ကလည်းကို့အကြောက်ကို့နဲ့သူနဲ့လည်းမခင်းမရင်းနှီးနောက်ပိုင်းကျတော့မှရင်းနှီးသွားတာအကားလည်းပြီးနှိမ့်ဆက်ဆက်ပြီးတော့တော်တော်ရင်းနှီးသွားအမ်ပျော်တယ်ကိုပါတဲ့ကားလေးအဲ့လိုမျိုးပေါက်သွားရဆိုတော့လေပျော်တယ်အမလည်းအများကြီးမရိုက်ဖြစ်ပါဘူးရိုက်တဲ့ဇကားတိုင်းမှာအဲ့လိုမျိုးပေါ့ဟိုအဲ့လိုမျိုးတကားဆိုတကားလေးပေါက်သွားရဆိုတော့ဟို ပင်ပန်းရာကျွမ်းတတ်တာပေါ့နော်အဲ့လိုမျိုးနေပေါ့နောက်ဆုံးမရဲ့ item တော့ကြည့်လိုက်နော်အဲအရင်အဲ့ဒါအဲ့ဒါတော့တကယ်နောက်ဆုံးမရဲ့ရီးကြမလားမသိပါဘူးနောက်ဆုံးမ item လေးကချစ်လက်ချစ်စရာကိုကိုတော်ချစ်တယ်လေရီးကြမလားလို့မလို့တယ်လို့ကျွန်တော်အဲ့ item လေးကချစ်စရာလေးအဲအဲ့လိုမျိုးလေးအဲ့လိုမျိုးမုံတင်ပေးတာပဲအဲသူသူကြောင့်မဲသူကအဲ့နေရာမှာဒီ item လေးကိုဒုလေးလုတ်သွားဆိုပြီးတော့ပြောလိုက်လို့အဲ့ item လေးကိုလုတ်ဖြစ်တာပြီးတော့အဲ့ item ကလည်းတုံးတုံးမလုတ်ဖြစ်တဲ့ item မျိုးအဲ့လေးကနောက်ဆုံးအခန်းမှာကြည့်ကြည့် နော်မင်းပေါ်ကတော့မမနော်ဟုတ်ရဲ့အမျိုးမျိုးပေါ့တချို့ကြလဲတန်းကြီးခံလိုက်တာရှိတယ်တချို့ကြတော့လဲပွဲကျလိုက်တာရှိတယ်ပေါ့အဲ့လိုမျိုးပေါ့လူအစိတ်လူပုံစိတ်စိတ်ပေါ့လေအဲနောက်ခါကျတော့ဒီအမျိုးသမီးတွေဆိုလို့ရှိရင်လဲဒါအကုန်အကုန်လုံးကတော့တရားကြောက်ပေါ့စိတ်ထားကြံမတူကြဘူးပေါ့ ငမကြီးမျက်စက်နေရတော့သူကချစ်ကြည့်တယ်အမျက်ကြည့်တယ်ပေါ့အဲ့တော့ဒါပေမဲ့ तू ကပံဝင်းချင်းမှာမိသားစုမှာဆိုလို့ရှိရင်လည်း तू တယောက်တည်းအဲဟိုအဲ့မဟိုအကုန်လုံးကိုဒီတစ္ဆာအမြဲတမ်းရီးစားထားတော့လဲတစ္ဆာအမြဲတမ်းဖောက်ခံတော့ तू ကအားလုံးကို तू ကမကောင်းမြင်တဲ့စိတ်နဲ့အမြဲကြားကန်ကန်ထားတာပေါ့သူ့ရဲ့စိတ်ထဲမှာတော့အမှန်ကတော့ तू ဝမ်းနေတယ်ပေါ့အဲ့လိုမျိုးပေါ့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်